င်္ဂလာပါရှင်ရှဲအေခုံမီယာက ကျေးဇူးပါတယ်2025 2026ဘဏ္ဍာရေးနှင့်ဒေသန္တရနှင့်မြင်းနီမြုပ်နှံမှုစီမံကိန်းရည်မှန်းချက်များတာဝန်ပြည့်ရပွဲခန္ဓာကိုမေလ12ရက်နနက်9:00နာရီခွဲကညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရပါသည် ရှေးဦးစွာမြို့နယ်စီမံကိန်းရေးဆွေးရေးကောင်ထယ်ဖော်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလင်းကအဖွဲ့အမစကားပြောကြားပြီးမြို့နယ်စီမံကိန်းရေးဆွေးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စင်မာတင်ထွန်းကစီမံကိန်းညီမှန်းချက်များတာဝန်ပေးရမှုနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြခဲ့ပါသည် ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကလေယာကဏ္ဍ၊စက်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍ၊ပြည်တော်စုဗန္နာယံဘုံငွေရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ပြည်နယ်ဗန္နာယံဘုံငွေရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်ဆက်လျင်းသည့်စီမံကိန်းညီမှန်းချက်တာဝန်များ PA ရာဌာနဆိုင်ရာတာဝန်ရှိသူများကတက်ဆိုင်ရာကဏ္ဍအလိုက်လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။